ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ Sport A to Z ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့လီဗာပူးနဲ့စပါးတို့ပွဲပါဝင်ပွဲစဉ်34အတွက်ဘောမာဆန်ခံမှန်းချက်များပဲဖြစ်ပါတယ်ပွဲစဉ်34ကတော့ကန်အောင်ကန်နေကြပြီဖြစ်ပြီးမန်စီးတီးကဖီလာကိုမယုံနိုင်ပွဲနောက်ကျနိုင်ပွဲရယူနိုင်ခဲ့ပြီးအာဆင်နယ်ကဘဲလစ်နဲ့ပွဲမှာရမှတ်ရောကြခဲ့တယ်ဒီပွဲနှစ်ပွဲရလဒ်တွေကလီးတစ်ခုလုံးပေါ်မှာဂျိုးတက်ရောက်မှုရှိခဲ့ပြီးမန်စီးတီးကအဆင့်300ကိုဒဏ်လန်းနိုင်ခဲ့တယ်အာဆင်နယ်ရဲ့တရေပွဲကြောင့်လီဗာပူးကဖလားရဖို့တတ်မှတ်ပဲရဖို့လိုတော့တယ်ခမားသားလီဗာပူးဖန်ဆိုအောင်ပွဲခံမှုပြင်ထားလိုက်တော့ ခမားသာဒီအဘက်ကစားဖို့ကြိုက်တဲ့အတင်းရွေးဆိုစာတတန်ထက်စပားကိုပို့ရမှာပါလဘဘူးကဒီအဘက်ကျင်းတေပေါ့ချန်ပီယံဖြစ်ပြီးဒီတက်ပို့ပြီးပြောစရာကောင်းတာကအန်ဖီကပြိသက်တွေရှိမှာဖလားအောင်ပွဲခံရမှာမလို့ပါဘာလို့လဲဆိုတော့ကိုပီတုံးကပြိသက်တွေမရှိခဲ့လို့လေဒီတော့တင်းင်းကလေးနဲ့အန်ဖီမှာအုံအုံထနေမှာတန်ရဖြစ်စရာမရှိပါဘူးအဲ့ဒါရီတာထားပြီးကျွန်တော်ရဲ့ပွဲစဉ်34အတွက်ခံမှန်းချက်တွေကိုကြည့်လိုက်ရအောင်ချက်စီဘတ်ဆန်အေဗာတန်ချက်စီကဘီဂရက်ဘတ်မှာဖူလန်ကိုနောက်ကျနိုင်ကိုနဲ့အနိုင်ရပြီးကြီးမားတဲ့ရလက်ရယူနိုင်ခဲ့တယ် ဒါပေမဲ့ကန်ဆိုးဆောင်နဲ့ပဲအခြားရလကတော့သူတို့ဖြစ်စေခြင်းသူတို့မဖြစ်ခဲ့ဘူး။မန်စတီးကဗီလာကိုနိုင်ပြီး Forest ကလည်းစပါးဝင်နိုင်ရခဲ့တယ်။ဒါကပြဿနာပဲ။ဒီဘက်ကချက်စီမဖြစ်မနေအတိုင်းကစားရမယ့်ပွဲပါ။ Derry သုံးပတ်ရဖို့လိုပြီးတခြားတင်းတွေထိချောအောင်ဖိအားပေးရမယ်။ဒီဘက်ပြီးရင်ချက်စီက Europa Conference League Semi-final ကစားရမယ်ဆိုတော့ကျွန်တော်သိပါတယ်။ဒါပေမဲ့သူတို့တွေ Premier League ကိုလည်းအလေးနက်ထားကစားရမှာဖြစ်ပြီး Champions League ဝင်ခွင့်ရဖို့ကလည်းသူတို့အတွက်ပထမဦးစားပေးဖြစ်တဲ့။ပါမကအခုဆိုဂိုမသွင်းနိုင်တာ16ပွဲလောက်ရှိနေပြီ။ဒါကိုအပတ်တိုင်းကျွန်တော်တို့ပြောနေတယ်။သူရဲ့အကောင်းဆုံးပုံစံကိုပြန်ရဖို့လိုနေပြီ။ သူမှာပြသွားတာလေကျွန်တော်စဉ်းစားလို့ရတာသုံးခုရှိတယ်ပထမဆုံးတစ်ခုကအတူတန်ရာရခဲ့ပြီးတေချာမပြောက်သေးပဲအလင်းစလို့ပြန်ကစားခဲ့ရလို့ဒုတိယတစ်ခုကအခုပြောနေကြသလိုပဲအတင်းတွေကသူ့ကိုပိတ်ဆို့ထားနိုင်မဲ့နီလန်းထွေသွားလို့နောက်ဆုံးတစ်ခုကတော့ကစားခွက်ကြောင့်ပါမကအကောင်းဆုံးပုံစံရနေတဲ့ချိန်တုန်းကသူလှုပ်ချင်တာမှန်သမျှလွတ်လွတ်လပ်လပ်လုံနိုင်ပြီးအခုအဲ့ဒါကိုမမြင်ရတော့ပါဘူးဒီလုံးမှုတွေကတစ်ခုမှမဟုတ်တာလည်းဖြစ်နိုင်တယ်သူ့ကြာကြီးကိုပေါပြောင်းနေတာတော့ကျွန်တော်တို့အံအားသင့်စရာပါပဲထိုင်တဲ့ကစားမတွေကအများအားဖြင့်ကိုသွင်းနိုင်မဲ့နီရှာတွေ့ပြီးသူအဲ့ဒါကိုအခုလုံးမှရတော့မယ် ဒီဘွဲကချက်စီအတွက်ခတ်ပင်မယ်ကန်နိုင်သွားမယ်လို့ထင်ပြီးတကိုးစီုံနဲ့ပြီးသွားပါလိမ့်မယ်။ Wolves and Leicester City ခမားသာ Wolves ဆိုရင်အခုစပီနိုင်ဘွဲတွေရယူခြင်းမှာပါ။သူတို့ Old Trafford မှာ Man United ကိုအနိုင်ယူနိုင်ခဲ့တာကအရန်ကောင်းနေရလက်ပါ။အခုတို့နှစ်ပွဲစတိုင်းနိုင်ပွဲရဖို့အရန်ကောင်းတဲ့ပွဲကိုပိုင်ဆိုင်နေပါတယ်။ကျွန်တော်မြင်တော့ပရီးမီးယားလိမှာရာသီကိုကောင်းကောင်းအဆုံးသတ်နိုင်ဖို့ကအရေးကြီးပါတယ်။ဒါက Wolves နဲ့သူတို့ပရိသတ်တွေကြားမှာလာမယ့်ရာသီမတိုင်ခင်ကောင်းမွန်တဲ့စိတ်ခံစားမှုတွေရရှိမှာပါ။ လက်စတာကနောက်ဆုံးပွဲမှာလဘာဘူးကိုတကောစီရိုနဲ့ပဲရှုံးခဲ့တာကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့ဒီပွဲမှာသူတို့တွေအခွင့်အရေးတွေအများကြီးပေးခဲ့ရတယ်အဲ့ဒီမတိုင်ခင် Brighton နဲ့တည်းကစားနိုင်တဲ့ပုံစံကိုကျွန်တော်သဘောကျခဲ့တယ်။ဒါပေမဲ့ Wolves နဲ့ပွဲမှာအဲ့လိုမျိုးပြန်လုနိုင်မလို့မထင်ဘူး။ Wolves က2-0နဲ့အနိုင်ရရှိသွားပါလိမ့်မယ်။ Newcastle vs Ipswich ဒီပွဲစဉ်ကချက်စီမဖြစ်မနေအနိုင်ကစားရမယ့်အကြောင်းရင်းပဲဘာလို့လဲဆိုတော့နျူကာဆယ်ကဂျိမ်းသိပ်ပေါင်းအနိုင်၃မှတ်ရမှာမို့လို့ပါဒါကြတော့ဘာမှမမြင်ဘူးဗီလာကိုရှောင်းနေကြတာကနျူကာဆယ်အတွက်နာကျင်စရာဖြစ်ခဲ့မှာပါအဲဒီပွဲမတိုင်ခင်သူတို့အမြင့်ပြန်နေခဲ့ပြီးကာရာဘောင်းဖလားအောင်ပွဲပြီးကြတဲ့ကအမြင့်မဆုံးပျော်ရွှင်မှုတွေရှိနေကြတာပါအားလုံးကဆိုးရွားတဲ့ပွဲနဲ့ကြုံရနိုင်တယ်နျူကာဆယ်ကဗီလာကိုရှောင်းခဲ့တာကိုဒီပွဲမှာဖောက်ခွဲပြပြီးတသောင်းတသာနိုင်ယူသွားမယ်ထင်တယ်၃ဂိုးပြနိုင်ရသွားမှာပါ Brighton vs Watford ဒီနှစ်သင်းစလုံးကနိုင်ပွဲသက်သန်လို့နေကြရမဟုတ်လား Brighton Leicester ကိုအိမ်ခွင့်မှာကစားခဲ့တဲ့ပွဲကိုကျွန်တော်ကြည့်ခဲ့ပြီးအရန်စိတ်ပြတ်ခဲ့တယ်သူတို့တွေကလီမာအစိုးရဆောင်တင်းတွေကတသိန်းနဲ့ကစားတာရောတိုက်စစ်မှာပဲတောက်လျှောက်မဖိထားနိုင်ကြပဲနှစ်ခုနှစ်ခုတည်ကြခဲ့တယ်။ဝက်ဆန်ကအစင်းဆက်ကွန်နေရာမှာရှိပြီးမတသိခင်ကအသောတန်နဲ့တည်ကြခဲ့တယ်။ဒါကသူတို့နဲ့ပတ်သက်ပြီးဘာမှအထူးထူးခြားခြားပြောစရာမရှိဘူးဆိုတဲ့အသေးပဲ။ပြောရမယ်ဆိုလဲနှစ်သင်းစလုံးကသူမသားကိုမသားပဲဆိုပေမဲ့အေရှင်တွေကနှစ်ခုတစ်ခုနဲ့ကပ်နိုင်တော့ပါလိမ့်မယ်။သောတန်ပတ်သက်ဖူလန် ဆောက်တတန်ကနောက်ဆုံးမှာဒါဘီနဲ့တူညီသွားမယ်ရမယ်ဓမ္မတ်ကိုရခဲ့ပြီအဲ့ဒါနဲ့ပတ်သက်ပြီးအခုစိုးရင်စရာမလိုတော့ပါဘူးဒါကစိတ်သက်သာရရစရာဖြစ်ခဲ့မှာပါဖူလန်ကပြီးခဲ့တဲ့ဘက်ကချယ်ဆီကိုတကောစီနဲ့ဥဆောင်ထားနိုင်ခဲ့ပြီးမှပြန်ရှုံးသွားတယ်။ဆောက်တတန်ကဝါဆန်နဲ့ပွဲမှာရခဲ့တဲ့တမတ်ကြောင့်နေချင်းညချင်းအသင်းကောင်းတင်ဖြစ်လာမှာမဟုတ်ပါဘူး။အဲဒီတော့ဖူလန်ကဒီပွဲမှာနှစ်ကိုးတကောနဲ့အနိုင်ရသွားမယ်ထင်ပါတယ်။ဘောမာဗတ်ဆက်မန်ယူနိုက်တက် ကြားရတာတမျိုးဖြစ်နေနိုင်ပေမဲ့ဒီဘက်ကမန်ယူနိုက်တက်အတွက်ဘာမှမဟုတ်ပါဘူး။အမ်မိုရင်သားဒီဘက်မှာသူ့အကောင်းဆုံးကစားသမားတွေတုံးခဲ့ရင်အန်အုံးမီမှာပါ။ခမည်းတော်မန်ယူနိုက်တက်ဆိုရင်ဘုံမောက်စီတော်ကစားရမယ့်ပွဲကိုမေ့တောင်နေမှာပါ။မန်ယူနိုက်တက်အတွက်ယူရိုပါလိဖလားကထိတ်တန်ဦးစားပေးလို့အမ်မိုရင်ပြောတာတရားရင်တော့မှန်ပါလေ။သူတို့တွေကချန်ပီယံလိဝင်ခွင့်ပြန်ရဖို့၃ပွဲပဲလိုရတယ်။အဲတော့ဘုံမောက်နဲ့ပွဲမှာအရန်အသင်းထုတ်မယ်ဆိုရင်လည်းမထူးဆန်းဘူး။အိုက်ဒရက်အထိုင်ရှုံးအောင်မယ်လို့ထင်ပြီး2-0နဲ့ဘုံမောက်ကအနိုင်ရသွားပါလိမ့်မယ်။လေဘာဘူးဖက်ဆန်စပါ ၎င်းဘူးနိုင်ဘူးကလည်းပြီးဘာမှမရှိပါဘူး။စပားလည်းယူရိုပါလိအတွက်အဓိကကစားသမားတွေကိုနားပေးမှဖြစ်ပြီးအဓိကကစားသမားတွေနဲ့ကစားတော်မှနိုင်မယ်မထင်ပါဘူး။လေဘာဘူးကဒီနေ့ဒိုင်ယန်ပြဿနာအများကြီးမရှိခဲ့ပေမဲ့နောက်ရသီကြရင်တော့ပြောင်းလဲသွားနိုင်တယ်။ဆာလောက်ကအာဖရိကဖလာသွားကစားရမှာမလို့ခြေရင်းစားကိုသူတို့ထိန်းသိမ်းထားတာကအထိပ္ပယ်ရှိပါတယ်။လေဘာဘူးက၃ဂိုးပြတ်နိုင်ပြီးဖလာရသွားပါလိမ့်မယ်။ Forever Zen Brentford ဒီပွဲက Forest အတွက်ခက်ခဲတဲ့ပွဲဖြစ်ပါလိမ့်မယ်။ကျွန်တော်သာတခြားပွဲတွေကိုရလက်မှန်းတာမှန်ခဲ့ရင် Forest က Brentford နဲ့ကန်တဲ့အချိန်မှာ၆တင်းမြောက်ဖြစ်လာလိမ့်မယ်။ အခုဒါကသူတို့အန်ဒရွေများတွေပြိုင်ပွဲနဲ့ရင်ဆိုင်ရမှာဖြည့်ရှင်းရမယ့်ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာပြရပေးဘရန်ဖို့ကအတင်းကောင်းတင်းဖြစ်ပြီးသူတို့ခြေစွမ်းကမငိမ်ကောင်းမငိမ်ပေမဲ့ပုံမှန်ခြေစွမ်းရနေတဲ့နေ့ဆိုဘယ်သူမှမစိုးနိုင်နိုင်နေ Forest ကအဆင့်၄ဖြစ်ပြီး Brandfo ကအဆင့်၁၁ပါဒါပေမဲ့ဒီနှစ်သင်းကြားကြီးမားတဲ့ကွာခြားချက်မမြင်မိပဲ Forest တာနိုင်ရာသီကောင်မှာချန်ပီယံလိဝင်ခွင့်ရမယ်ဒါပေမဲ့တကောတကောတည်နေပြီးသွားမယ်ဆိုတဲ့ခံစားချက်မျိုးရနေတယ် အခုလိုမျိုးတရေတရေတို့တဲ့ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport Edit YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝယ်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ